ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ရောမဩဝါဒစာ အခန်းကြီး၈အငယ်၁မှ39ဖျားသခင်ကယ်လွတ်တော်မူသောကြောင့်ယေရှုခရစ်၌တည်၍ဇာတိပဂတိအတိုင်းမခြင်းဝိညာဉ်ပဂတိအတိုင်းကျင့်တော်သူတို့သည်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။ ယေရှုခရစ်၌တည်၍အသက်ရှင်စေသောဝိညာဉ်တော်ဤတရားသည် အပြစ်တရားဤလက်မှ၎င်းသေခြင်းတရားဤလက်မှ၎င်းငါ့ကိုကယ်လွတ်ပြီးဇာတိပဂတိကြောင့်ပြည့်ညတ်တရားသည်အာနေ၍မတတ်နိုင်သောအမှုကိုဖျားသခင်ပြုတော်မူခြင်းငှာအပြစ်နှင့်ပြည့်စုံသောဇာတိပဂတိဤတည်တံကိုဆောင်သောမိမိသားတော်ကိုစေလွတ်တော်မူ၍အပြစ်ဖြေဖို့ရာဇာတိပဂတိ၌အပြစ်ကိုတံပေးတော်မူ၏ အကြောင်းမူကားဇာတိပဂတိအတိုင်းမကျင့်ဝိညာဉ်ပဂတိအတိုင်းကျင့်သောငါတို့သည် တရား၌ပါသောပြည့်ညတ်တို့ကိုစောင့်ရှောက်မိအကြောင်းသည်ဇာတိပဂတိရှိသော သူတို့သည်ဇာတိပဂတိနှင့်ဆက်ဆိုင်သော အရာတို့ကိုဆွဲလန်းသောစိတ်တော်ရှိကြ၏ဝိညာဉ်ပဂတိရှိသောသူတို့မူကားဝိညာဉ်ပဂတိနှင့်ဆက်ဆိုင်သောအရာတို့ကိုဆွဲလန်းသောစိတ်တော်ရှိကြ၏ဇာတိပဂတိစိတ်တော်သည် သိခြင်းအကြောင်းဖြစ်၏ဝိညာဉ်ပဂတိစိတ်တဘောသည်အသက်ရှင်ခြင်းအကြောင်းနှင့်ငြိမ်သက်ခြင်းအကြောင်းဖြစ်၏အဘေကြောင့်ဤဟူမူကားဇာတိပဂတိစိတ်တဘောသည်ဖျားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏ဖျားသခင်ဤတရားတော်အလိုသို့မလိုက်တတ်ထိုများမကမလိုက်နိုင် ထို့ကြောင့်ဇာတိပဂတိ၌ကျင်လေသောသူတို့သည်ဖျားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ကြ တို့တော်လေဖျားသခင်ဤဝိညာဉ်တော်သည်သင်တို့အထဲ၌ကျင်းဝတ်တော်မူလျင် သင်တို့သည်ဇာတိပဂတိပတ်၌ရှိကြသည်မဟုတ်ဝိညာဉ်ပဂတိပတ်၌ရှိကြ၏ခရစ်တော်ဤဝိညာဉ်ကိုမရတော်သူမည်သည်က ခရစ်တော်နှင့်မဆိုင် ခရစ်တော်သည်သင်တို့အထဲ၌ရှိတော်မူလျင် ကိုယ်ကာယသည် အပြစ်ကြောင့်အသေးဖြစ်တော်လေဝိညာဉ်မူကားဖြောက်မှတ်ခြင်းကြောင့်အသက်ရှင်လျက်ရှိ၏ ထိုမြမကယေရှုကိုတေခြင်းမှထမြောက်စေတော်မူသောဖခင်၏ဝိညာဉ်တော်သည်သင်တို့အထဲ၌ကျင်းဝတ်တော်မူလျှင်ခရစ်တော်ကိုတေခြင်းမှထမြောက်စေတော်မူသောဖခင်သည်သင်တို့အထဲ၌ကျင်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်တည်တတ်သောသင်တို့၏ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။တို့ဖြစ်၍ညီအကိုတို့ငါတို့သည်ဇာတိပဂတိအတိုင်းခြင်းရမည်အကြောင်း ဇာတိပဂတိဤကျွန်းဖြစ်ကြသည်မဟုတ်သင်တို့သည်ဇာတိပဂတိအတိုင်းအသက်ရှင်လင်သေရကြမည်ဝိညာဉ်တော်အားဖြင့်ကိုယ်ကာယဤအကျင့်တို့ကိုသေစေလင်အသက်ရှင်ကြလိမ့်မည်ဖျားသခင်ဤဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသည်မြသောသူတို့သည်ဖျားသခင်ဤသားဖြစ်ကြ၏အကြောင်းမူကားသင်တို့သည်တဖန်ကြောင်းရွတ်တတ်သောဂျွန်ဤတဘောကိုရကြသည်မဟုတ် အပအပဟုခေါ်ရသောအခွင့်နှင့်သားဖြစ်ခြင်းဤသဘောကိုရကြပြီငါတို့သည်ဖျားသခင်ဤသားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူတက်သေးခံတော်မူ၏သားမှန်လျှင်အမွေခံဖျားသခင်ဤအမွေခံ ဖြစ်ကြ၏ ခရစ်တော်နဲ့အတူဘုန်းဝင်စားမိအကြောင်းထိုသခင်နဲ့အတူဆင်းရဲဒုက္ခကို ခံရလျင်ထိုသခင်နဲ့ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏ငါတို့အားပေါ်ထွန်းလက်တန့်သောဘုန်းကိုထောက်တော်ယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုင်ဟုငါသဘောရှိ၏ဤလောကသည်ဖျားသခင်သားတို့၏ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တမျှော်လင့်လျက်နေ၏ ဤလောကသည်အနိစ္စနိုင်ငံသို့ အလိုလိုလိုက်သည်မဟုတ်။ဖျားသခင်သားတို့ဤထူးမြတ်သောလွတ်ချင်းချမ်းသာဒီဟုသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှကဲလွတ်ခြင်းချမ်းသာကို ဝင်စားမိဟု မျော်လင့်ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့လိုက်စေတော်မူသော သူ၏အလိုတော်ကြောင့်သာလိုက်ရ၏ ဤလောကတနိုင်ငံလုံးသည်ယခုတိုင်အောင်တညီတညွတ်ဒီညီးတွား၍ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟုငါတို့သိကြ၏ထိုများမကဝိညာဉ်တော်ဤယေຊုတော်အစအဦးကိုခံပြီးသောငါတို့သည်လည်းသားအရာ၌ချီးမြှောက်ခြင်းအကြောင်းဒီဟုသောကိုခန္ဓာရွေးနှုတ်ခြင်းချမ်းသာကိုမျှော်လင့်၍စိတ်နှလုံးအထဲ၌ညှိတွားလျက်နေကြ၏ ငါတို့သည်မျော်လင့်ခြင်းအပြင်ကဲတင်တော်မူခြင်းတို့ရောက်ကြ၏မျော်လင့်သောအရာကိုတွေ့မြင်လျှင်မျော်လင့်စရာအကြောင်းမရှိ တွေ့မြင်သောအရာကိုအဘယ်ကြောင့်မျော်လင့်ရမည်နည်းငါတို့သည်မတွေ့မမြင်သောအရာကို မျော်လင့်လျင်မူကားထိုအရာကိုသီးခံသောစိတ်နှင့်ငတ်လင့်၍နေကြ၏ထိုမှတပါငါတို့မတက်နိုင်သောအရာမှာဝိညာဉ်တော်သည်မဆတော်မူ၏ ငါတို့သည်ဆုတောင်းတင့်သည့်အတိုင်းအဘယ်ဆုကိုတောင်းရမည်ဟုမသိကြ။တို့ရာတွင်ငါတို့ဆုတောင်းခြင်းအမှုကိုနှုတ်မမွတ်နိုင်သောညီးတွားခြင်းအဖြစ်ဝိညာဉ်တော်သည်စောင့်မတော်မူ၏။စိတ်နှလုံးကိုစစ်တော်မူသောသူသည်လည်းဝိညာဉ်တော်ဤစိတ်တဘောကို သိတော်မူ၏။အကြောင်းမူကားဝိညာဉ်တော်သည်တန့်ရှင်းသူတို့ဤဆုတောင်းခြင်းအမှုကိုဖျားသခင်ဤအလိုတော်နှင့်အညီစောင့်မတော်မူ၏ ဖျားသခင်ကိုချစ်တော်သူဒီဟုသောစံစီတော်မူခြင်းအတိုင်းခေါ်တော်မူသော သူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တညီတညွတ်ဒီပြုစုကြသည်ကိုငါတို့သိကြ၏ဖျားသခင်ဤသားတော်သည်အများသောညီတို့တွင်သားဦးဖြစ်တော်မူမိအကြောင်းဖျားသခင်သည် ရှေ့မဆွကတည်တော်မူသော သူတို့ကိုသားတော်ဤပုံတံနှင့်တညီဒီဖြစ်စေခြင်းငှာရှေ့မဆွကခွဲခန့်မှတ်သားတော်မူ၏ ထို့သူခွဲခန့်မှတ်သားနှင့်သောသူတို့ကိုခေါ်တော်မူ၏ခေါ်တော်မူသောသူတို့ကိုလည်းဖြောက်မဲ့ရ၌တည်စေတော်မူ၏ထို့သူတည်စေတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏ ို့ဖြစ်၍ဤအရာများတို့၌အဘယ်သို့ပြောစရာရှိသနည်းဖျားသခင်သည်ငါတို့ဘက်၌ရှိတော်မူလျင်အဘယ်သူသည်ငါတို့တစ်ဖက်၌နေနိုင်မည်နည်းမိမိသားတော်ရင်းကို မနှမျောပေငါတို့ရှိသမျှအဖို့အလိုငါဆွံ့တော်မူသောသူသည် သားတော်နှင့်တကွခတ်သိမ်းသောအရာတို့ကိုငါတို့အားမပေးဘဲအဘယ်သို့နေတော်မူမည်နည်း ဖျားသခင်ရွေးကောက်တော်မူသော သူတို့ကိုအဘဲသူသည်အပြစ်တင်မည်နီဖြောက်မဲ့ရာ၌တီးစေသောသူကဖျားသခင်ပေတည်အပြစ်စီရင်သောသူကအဘဲသူနီအသေးခံ၍ခံတီတာမကတေခြင်းမှထမြောက်၍ဖျားသခင်ဤလက်ရာတော်ပတ်နိုင်နေလျက်ငါတို့အဖို့ဆုတောင်းသောသူက ခရစ်တော်ပေတည်ခရစ်တော်၏ချစ်ခြင်းမြတ်တာနှင့်ငါတို့ကိုအဘယ်သူကြွားစေမည်နီအကယ်စင်စစ် ကိုရောအတွက်အကျွန်ုပ်တို့သည်အစင်မပြက်အသေးသက်ခြင်းကိုခံရကြပါ၏။တပ်ဖို့ရာထားသောတူးကဲ့သို့အကျွန်ုပ်တို့ကိုသူတပားမှတ်တတ်ကြပါ၏ဟုစံစာလာသည်နှင့်အညီစင်းရဲညုံညင်ခြင်းညှင်းဆဲနှိပ်စက်ခြင်းမွတ်သိပ်ခြင်းအဝတ်အချီးစီးရှိခြင်းဘေးနှင့်တွေ့ကြုံခြင်းကုမျက်ခြင်းကိုခံရတော်လေ ထိုအမှုတို့တွင်အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့်ငါတို့ကိုကြွားစေမည်နီမကွာစေသည်တမကငါတို့ကိုချစ်တော်မူသောသူ၏ခြေဆုတော်ကြောင့်ငါတို့သည် ထိုအမှုခတ်သိမ်းတို့ကိုခံစဉ်တွင်ပင်အထူးသဖြင့်အောင်မြင်ကြ၏ အကြောင်းမူကားတည်ခြင်းဖြစ်စီအသက်ရှင်ခြင်းဖြစ်စီကောင်းကင်တမန်ဖြစ်စီအထွတ်အမြတ်ဖြစ်စီအာနာတကူဖြစ်စီမျက်မှောက်အရာဖြစ်စီနောင်လာလက်တန့်သောအရာဖြစ်စီအမြင့်ဖြစ်စီအနိုင်ဖြစ်စီဤအရာမှစ၍အဘယ်နမိတ်တအရာမျှသည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဖျားသခင်ဤမြစ်တာတော်နှင့်ငါတို့ကိုမကွာစေနိုင်ဟုငါသည်သဘောကျလျက်ရှိ၏ ကျမ်းနာရသူအားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။လူသားများကိုအစဉ်မြဲချီး၍အပြစ်တရားမှခဲ့တင်တော်မူကား နေစဉ်ဘဝအတ္တတာမှာတွင်တင်လန့်ပြလျက်ရှိတော်မူသော၃ပါးတစုဖရာသခင်ဖရာသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါれဖရာသခင်ရဲ့ပူဆောင်လန့်ပြခြင်းအဖြစ်နေစဉ်နဲ့မြအသက်ရှင်ရခြင်းခွင့်နဲ့တူမိမိတို့ရဲ့အငင်းတာများကိုလှုပ်ဆောင်ရတဲ့ခွင့်ကိုဖရာရှင်ပြည့်စင်ပြီးတော့ကြောင့်ကျေးဇူးတော်ကိုရည်တွယ်ချီးမွမ်းပါれဒီနေ့နှုတ်ဘတော်ကပေါ်ပြတဲ့အတိုင်းပဲ ဖျားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့သာသမီတို့ကိုအဘေအရာကမှမကွာစေနိုင်ဘူးဆိုတဲ့နှုတ်ကပတ်တော်ရဲ့တွင်တင်ချက်နဲ့အားပေးချက်ကိုသာသမီတို့ကြားနာရတဲ့အခါမှာဒီနေ့သာသမီတို့ရဲ့ဘဝအသက်ထာမှာဖျားရဲ့ချစ်ချင်းကိုခံယူပြီးတော့မှမိမိတို့ရဲ့နေ့စဉ်အသက်ရှင်ခြင်းထဲမှာဇာတိရဲ့အလိုဇာတိရဲ့စိတ်တော်ဇာတိရဲ့အကျင့်များကိုကျင်ရှောင်ပြီးတော့မှ ဝိညာဉ်တဘောနဲ့အသက်ရှင်နိုင်သောသူများဖြစ်စေဖို့ရန်အတွက်လည်းပဲဘုရားခင်တွင်တင်လမ်းပြတော်မူပါဝိညာဉ်တော်ရဲ့တွင်တင်ခြင်းကိုခံယူတတ်သောသူများဖြစ်စေဖို့ဝိညာဉ်တော်ရဲ့ပြည့်ပြင်းတော်မူခြင်းကိုခံယူပြီးတော့မှမိမိတွေဘဝတက်တာကိုဝိညာဉ်တော်နဲ့အသက်ရှင်နိုင်သောသူများဖြစ်စေဖို့ရန်အတွက်ဖះရှင်ဆက်လက်၍ ွန်တင်ကောင်းချီးပေးသနာတော်မူပါမည်ကြောင့်တပါတိတော်သားတော်သခင်ယေရှုခရစ်တော်ဖခင်နာမကိုမြှပြွေယူသေးစွာဖြင့်ဆုတောင်းဆက်ကပ်ပါသည်ဖခင်အာမင်တော်ရပြသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော ထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေတော်ထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေတော်တမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ကျေစုကျေစုသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော် Amém.